မင်္ဂလာပါရှင်အခုတခါတင်ဆက်ပေးချင်တာကတော့ဘူရင်ဆိုင်ဆရာမ Noriko Otsuji Letter for Aosan Suji ဆိုတဲ့စာအုပ်ကိုဆရာမမတိရာစံချောင်းကမြမဘာသာပြန်ထားတဲ့ဒေါအောင်ဆန်းစုကြည်အတွက်စာတစောင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်။ဆရာမမတိရာစံချောင်းရဲ့အမှားစာလေးကိုပထမဆုံးဖတ်ပြခြင်းပါတယ်ရှင်။မချင်မပင်နိုရီကိုရိုဇနီးမောင်နှံကိုတွေ့ခွင့်ရခဲ့မှာပဲ စာဒါယိုရှိကနိုရီကိုရေးထားတဲ့စာမှုတစ်ပုဒ်ရှိကြောင်းဘာသာပြန်ပေးစီခြင်းကြောင်းတန်းပြောလိုက်တော့အန်အောင်ဝန်တာစရောဇဝီဇဝအတွေးပါပေါ်လာခဲ့တာကိုဝန်ခံရပါမယ်။အန်အောင်ဝန်တာရတာကအဲ့ဒီအချိန်မှာဂျပန်ဘာသာနဲ့တောင်စာအုပ်မထွက်သေးတာကြောင့်ကမ္ဘာမှာပထမဆုံးဗာရှင်းအနေနဲ့မြန်မာလိုဖော်ပြခွင့်ရမှာမို့လို့ပါ။အဲ့ဒီအချိန်ကမြန်မာ Independent Channel လောက်ဖို့လေပြင်ဆင်နေခြင်းဖြစ်လေတော့ ဂျာနယ်မှာအခန်းဆက်ဖော်ပြဖို့ပဲတွေးမိပါတယ်။ဇဝေဇဝါဖြစ်ရတာကနရီကိုဟာနာမည်ကြီးစာရေးဆရာတယောက်မဟုတ်တဲ့အတွက်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အမှတ်တရတွေလို့သာသိပြီးသူဘလို့စာမျိုးရေးတတ်တာကိုမသိတော့ဘာသာပြန်ရမှအဆင်မပြေဖြစ်မှလားလို့တွေးမိတာပါ။ ဒါပေမဲ့နောက်မှာကျော်တိုကသူတို့အိမ်ကိုအလဲသွားပစ်ခဲ့တဲ့အထိတားမိလူတို့မျိုးအမအကြီးဆုံးနဲ့ညမအငယ်ဆုံးလို့တော်တော်ပဲခင်မင်လာခဲ့ရမှာနရီကိုဟာစာရေးကောင်းသူတယောက်ဆိုရတဲ့စာဖတ်လွန်းသူတယောက်ဆိုရကိုပါသိလာရပါတယ်။သူဟာ American England စာပေတွေကိုလည်းပွဲလွန်စာတန်းအတွက်ဖတ်ခဲ့ လေ့လာခဲ့တာမို့စာဖတ်လွန်နာကစာရင်းကြီးတွေကိုသဘောပေါက်သူဖြစ်တယ်လို့လူသဘောလူမနှောကိုလည်းနားလည်အကင်းပါလှတယ်ဆိုတာသိတာလှပါတယ်။ သူ့လျာကိုကြည့်ရင်သူ့ရဲ့ဟာတာတက်ခံကိုရောစာရေးပုံအကင်းပါတာကိုပါရေးမိကြမှာပါ။ဒါဟာစာပေလျာအများကြီးကိုကြည်ညက်အောင်ဖတ်ထားတဲ့စာပေဝန်းစာရှိကြောင်းဖော်ပြနေပါတယ်။ဒါကြောင့်ဒီစာမူကိုဘာသာပြန်ခွင့်ရတာရော Noriko Suits စာရာယရှိအစစနေမောင်းနေနေမိသားစုတစ်ဖွဲ့ခင်မင်းရင်းနှီးခွင့်ရတာကိုပါကျေးဇူးတင်နေမိပါတယ်။ဒီစာအုပ်ကိုဘာသာပြန်စေချင်တာဟာ ဘယ်လိုပဲအောင်မြင်ကြကြနေပါစေအဲ့ဒီမိမတယောက်ရဲ့တာမန်အင်ရှင်မတယောက်လိုဖြတ်တန်းခဲ့ရမှုတွေရှိတာကိုသိရတဲ့အခါတခြားတာမန်အင်ရှင်မတွေကလည်းသူတို့ဘဝတွေဟာဒီလောက်နဲ့ပဲအဆုံးသတ်သွားဖို့မလိုဘူးလို့တွေးနိုင်ရအောင်လို့နရစ်ဂရုဇနီးမောင်နှမ်းကဆိုခဲ့ပါတယ်သူတို့ရဲ့စေတနာဟာဒီစာအုပ်မှာပေါ်လွှဲနေတယ်လို့လည်းထင်မိပါတယ် အာရှဘောအချင်းချင်းရဲ့အတွေးနဲ့အရေးကဒေါအောင်ဆန်းစုကြည်အကြောင်းဝန်းရည်ကြတဲ့လက်ရာများကြမှာတမူခွဲပြားနေတာကတော့သိကြပါတယ်။စာဖတ်ချက်သူများကိုကျေးဇူးတင်ပါတယ်။မတည်တာစမ်းကြောင်း။ဒါကတော့ဘာသာပြန်ဆိုသူစာရေးဆရာမမတည်တာစမ်းကြောင်းရဲ့အမှားစာလေးပဲဖြစ်ပါရဲ့ရှင်။အခန်းတအော့စဖို့ဒ်ကဆု1984 1984 အော့စဖို့ကဆုနဲ့မိုက်ကာကျမကမိုက်ကယ်အရစ်ကိုလွန်ခဲ့တဲ့38နှစ်ကစတွေ့ခဲ့ပါတယ်1984ခုနှစ်နှွေဦးမှာကျမကဗြိတိရှ်ပြားတိုက်ကြီးနောက်ကရက်ကအစီတိုင်းနဲ့အာဖရိကလေးလာရေးဌာနလန်ဒန်တက်ကတူမှာတိဘက်ဘာသာကိုလေ့လာနေခဲ့တဲ့အချိန်ပေါ့အဲ့ဒီအချိန်ကကျမရဲ့ကြံနေသေးတဲ့ဘဝအခြေအနေကိုတိဘက်ကျောင်းလေးမှာပဲကုံဆုံးကျင်နေခဲ့တာပါ မိုက်ကယ်နဲ့ပထမဆုံးစတင် တွေ့ခဲ့ရတဲ့အခိုက်အတန့်ကတော့ကျမတို့ရဲ့စတင်ခန်းထဲမှာပါပဲ။ဒီဗစ်ဘာသာကိုကောင်းကောင်းသင်ကြားတတ်တဲ့မိုက်ကယ်ကိုအဲ့ဒီအချိန်ကသူ့နိုင်ငံကိုပိုလွတ်လပ်ခင်မိဖို့တက်ကြွနေတဲ့အသက်26နှစ်အရွယ်ဘူတန်ဘရင်ကလေးကတီးတန့်စရာအဖြစ်ဖိတ်ခမ်းရတဲ့အထိမိုက်ကယ်ကဒီဗစ်စတင်တာကောင်းလှပါရတယ်။ကျမကမိုက်ကယ်ကိုမြင်မြင်ချင်းမှာပဲသဘောကျခဲ့ပါရတယ်။ သူကသပင်ရှုပ်ပေါ့ပေါ့ခက်ချမ်းချမ်းတန်းတန်းပုံဖြစ်နေတဲ့ဟိမောနာကလူကြီးတယောက်နဲ့တူနေခဲ့ပါတယ်။သူ့ကိုတွေ့ရင်ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့မပြောနိုင်ကြပါမယ်။သူ့ရဲ့သားငယ်လေးကတော့ဒယ်ရီယာရုပ်ချောတယ်လို့အော်အော်ပြီးမိုက်ကယ်ကိုကာကွယ်ပေးတတ်ပါရဲ့။တကယ်တော့သူကစိတ်ထားမကျမြောင်မဲမြစ်တာထားတဲ့သူမို့လူတွေကသူနဲ့ဆက်ဆံရတာတိတ်ကိုစိတ်အေးချမ်းရပါတယ်။သူဟာဝင်းနီးကိုလိုက်နာလောင်းတဲ့လူပြေဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနဲ့တူနေတော့ပါ သူကဘာမီမှာချီကျော်အပေါက်လေးဖြစ်ပြီးပေါင်သားတချို့ပေါ်ကအေးနေတောင်ဂယုမဆိုင်တဲ့အထိရဝိတုအပေါ်မခင်တွဲသူပေါ့ကျမတို့တူတူချင်းနှုတ်ဆက်တော့ကျွန်တော်ဇနီးကမြန်မာပါလို့မျက်လုံးတွေအယောင်လက်စွာပြောခဲ့ပါတယ်အဲ့ဒီတူတောင်းနဲ့တွေ့ဆုံမှုကလေးဟာနောက်နှစ်ပေါင်း30ကျော်အတွက်ရှည်လိမ့်မယ်လို့တော့ကျမမပြောလင့်ခဲ့ပါဘူး 1985ခုနှစ်နွေရာသီရောက်တော့ကျမအမျိုးသားကလန်ဒန်စီးပွားရေးတက်ကတူရဲ့သူတေသနာဌာနကနေ Oxford က St Anthony College ကိုပြောင်းရတဲ့အတွက်ကျမတို့လည်းလန်ဒန်ကနေ Oxford ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ကျမတို့က Woodstock လမ်းမှာရှိတဲ့အိမ်တအိမ်ရဲ့အပေါ်ထက်မှာငားနေခဲ့ပါတယ်။ကျမကတော့လန်ဒန်ကို Oxford ကနေယထာနဲ့မြေအောက်ယထာတွေစီးပြီးကျောင်းတက်ဆဲပါပဲ။ ။ Oxford ကပြောင်းပူဇေလန်နဲ့တင်မောလန်ဆောင်ရတောင်းမှာပုံမြင်ထဲမှာတွေ့ရတဲ့တစ်သားအင်္ဂလိပ်တစ်လုံးရှိပါတယ်။အဲ့ဒီအင်္ဂလိပ်ကငွေအကျွေးစစ်သုံးရတဲ့အဝတ်ရှော်စစ်တွေရှိရနေရပါဘော။အဲ့ဒီကနေရှော်ဘီသားအဝတ်ထုတ်ကြီးပခုံးမော်တင်ပြီးတော့ထွက်လာရတာကတော့မိုက်ကယ်ပါပဲ။အဲ့ဒီမှာကျမနဲ့မိုက်ကယ်ဒုတိယအကြိမ်ပြန်တွေ့တာပါ။ခဏလောက်နှုတ်ဆက်ပြီးတော့နောက်မှတွေ့ကြရအောင်လို့ဆိုတာလမ်းခွဲခဲ့ကြပါတယ်။နောက်ဘက်မှာတော့ကျမတို့ဇနီးမောင်နှံက ဟာလီဖစ်အင်ရှီယာကလပ်ကိုလာဖို့မိုက်ကယ်နဲ့သူ့မိသားစုကိုဖိတ်ခဲ့ပါတယ်။နတ်မောင်နဲ့စပင်အထူကြီးကိုစီးနှောင်ထားတဲ့အမျိုးသမီးတယောက်ကကလေးထိုင်လက်တွန်းလေးလေးကိုတွန်းပြီးကလပ်ထဲကိုဝင်လာပါတယ်။သူ့ရဲ့အလှပါနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်မှုအသင့်ဖြစ်နေတဲ့အသွင်ခါမတ်မတ်ပုံဟန်ကိုတရီထားမိတဲ့အဲ့ဒီခဏမှာကျမကအသက်မရှူမိခဲ့ပါဘူး။ သူ့နောက်မှာတော့ကျမနဲ့ဆုံခဲ့ဘူးတော့ငါပါလာတဲ့အဝတ်အိတ်ကြီးကိုအရင်ကလိုပဲပခုံးမော်တင်ကရှောက်လာတယ်။ဂျပန်သကြွေနတ်ဖျားတစ်ပါးလို့ပြောနေတဲ့မိုက်ကယ်ပေါ့။ချစ်ချင်တော့မိုက်ကယ်ကလည်းသူ့မိသားစုနဲ့အတူအော့စဖို့ကိုပြောင်းလာခဲ့ပါပြီ။သူတို့ကအော့စဖို့ရဲ့အရှိတောင်ပိုင်းကဆန်နီဝဲယော်ကလီယာလေတော့အင်္ဂလိပ်တလုံးမှာငှားနေကြပါတယ်။အဲ့ဒီမှာတခြားလေတော့အင်္ဂလိပ်နည်းနည်းပါးပါးနဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ီတော့သူတို့က Oxford မြို့လေကိုဈေးဝယ်ဖို့နဲ့အဝတ်လျှော်ဖို့သွားကြရတာပေါ့သူတို့ရဲ့အိမ်နီးနားချင်းတွေမှာကားရှိကြပြီမယ်ဆုနဲ့ Michael ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလို့သူတို့ဖြစ်ကြတယ်လို့ Michael ကစက်နဲ့ပတ်သက်ရင်ဘာမှမကြွန့်ကျင်သူလေဒီတော့သူတို့ရဲ့တခုလီသောအားကိုးရာလမ်းမဆက်သွဲကြီးရင်ကတော့နေ့စဉ်ပြေးဆွဲပေးနေတဲ့ဘတ်ကားတွေပါပဲနေ့စဉ်လူသမားတွေဝေချမ်းမှုအတွင်မြို့လေကိုသွားရတာထုံးစံပါ ဒါပေမဲ့ဘာလို့အဝတ်ရှော်ဖို့မြို့လေအထိသွားရပါလဲအင်္ဂလိပ်အိမ်တွေဟာဒေသတစ်ခုလုံးအတွက်စီမံကိန်းကြီးချပြီးမှစောက်ထားတာဆိုတော့ရှင်ဟောင်းသမိုင်းဝင်အိမ်တွေအဖြစ်ကြည့်လို့တော့ကောင်းပါရဲ့ဒါပေမဲ့နေတဲ့လူတွေအတွက်ကတော့အဆင်မပြေလှပါဘူးအိမ်အများစုမှာအိမ်သာနဲ့ရေချိုးခန်းဆိုတာအပေါ်ထပ်မှာပဲရှိနေပြီးတော့ရေစိုးထုတ်စနစ်ပြဿနာကြောင့်မိသားစုအတုံးအဝတ်လျှော်စက်တွေထားเสียရနေရခက်ခဲပါတယ် ဲ့ဒီအချိန်ကကမ္ဘာနိုင်ငံတော်တော်များများမှာမိသားစုသုံးအဝတ်လျှော်ဇက်တွေကတွင်ကျင်နေပြီးသားပါ။အင်ရှင်မတွေအတွက်လည်းအဝတ်လျှော်ဇက်ဆိုတာအဖိုးဆန်သောနယ်ရတနာတစ်ပါးလို့ဖြစ်ပါရဲ့။ခေတ္တကငွေအကြွေသုံးအဝတ်လျှော်ဇက်လုပ်ငန်းကိုလည်းရည်ရွယ်ချက်ရှိရှိထူထောင်ထားတာကိုအခုဆိုဒီလုပ်ငန်းကစီးပွားရေးလုပ်ငန်းကြီးကိုဖြစ်လို့ပါပဲ။ဒီလိုနဲ့မြို့လယ်လမ်းတောင်တနေရာရာမှာရှိမှသိကြတယ်။ငွေအကြွေသုံးအဝတ်လျှော်ဇက်တွေကိုအားကိုးခဲ့ရပါတယ်။ အခုတော့အဲ့ဒီဆိုင်လေးကမြန်မာဆိုင်ဖြစ်ခဲ့တယ်လို့နောက်ဆုံးတော့ iPhone အယောင်ဆိုင်ဖြစ်နေပါပြီ။ဒါပဲဖြစ်ဖြစ် Michael နဲ့တွေ့ဆုံဖြစ်တဲ့အတွက်အဲ့ဒီအဝတ်ရှော်ဆိုင်လေးကအမှတ်တရပါပဲ။အဲ့ဒီတွေ့ဆုံမှုကလေးကနေအခုချိန်ထိ Michael စုနဲ့တားနှစ်ယောက်ကိုစိတ်ဝိညာဉ်ချင်းထိတွေ့ပြနေတာမဟုတ်ပါလား Michael ရဲ့မြင်မြင်ချင်းအချက်ကျမကစုနဲ့ Michael တို့ဘလို့ချစ်ချိုးနှောင်ဖွဲ့ခဲ့တယ်ဆိုတဲ့အကြောင်းစုစီကနေဘယ်တော့မှမသိခဲ့ရပါဘူး ဆိုနေမှာအကျေစုပ်ကြပြီးနောက်ပိုင်းမှာမိုက်ကယ်စီကသူ့ရဲ့အချစ်ဇလန်းကို တစားတဲ့တစားတီးခွင်ရလာခဲ့ပါတယ်။ကျမကလည်းမိုက်ကယ်ရဲ့အပြောနဲ့သူ့ရဲ့ကိုကြီးရာဇဝင်ကိုပါခြေရာခံပစ်ခဲ့ပါတယ်။သူ့အဖေလောက်ကျန်ခံခဲ့ရခြင်းကသူ့ဟာအသက်နှစ်နှစ်သားရှိသေးတာမို့လောက်ကျန်နေဆိုတာကိုရောတင်းဆုံးမှုအထောက်ဝမ်းနေရမှာကိုပါတိတ်နာမလင်နိုင်ခဲ့ပါဘူး။သူ့ကသူ့အဖေကိုကောင်းကောင်းလည်းမမတ်မိပါဘူး။ ဒါပေမဲ့သူ့ဘဝမှာဘယ်တော့မှမေ့လို့မရတဲ့မြင်ကွင်းတစ်ခုအကြောင်းစုကကျမကိုပြောပြဖို့ပါတယ်။အဲ့ဒါကတော့သူငယ်ငယ်ကအိမ်အဝင်ကလေကားရှိရီထိန်မှာညနေတိုင်းထိုင်ကစီယူနီဖောင်းနဲ့ပြန်လာမဲ့အဖေကိုမျောနေတတ်ပြီးအဖေကလည်းသူ့ကိုတွေ့တာနဲ့ပွေကြီးကလေထဲမြောက်ပေးသလိုပါးနှစ်ဖက်ကိုလည်းမှွန့်မှွေးပေးလူကိုလည်းတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့မြင်ကွင်းမှာတဲ့ အဲ့ဒီလိုပြန်ပြောပြတဲ့အချိန်မှာတော့သူ့အဖေရဲ့အထီးတွေကို သူကရနေသေးတယ်လို့အဲ့ဒီမြင်ကွင်းကသူ့စိတ်ထဲမှာလည်းစွဲမြဲနေခဲ့ပါတယ်တဲ့အဲ့ဒီလိုပြောပြတာကနားထောင်နေခဲ့တဲ့ခဏမှာပဲကျမတွေးလိုက်မိတာကတော့သူ့ဟာသူ့ချစ်ရတဲ့သူအကြောင်းကို ပြောနေတာပဲလို့ပါသူ့ရဲ့နူးညံ့ပြီးထွားကြိုင်းတဲ့ချစ်သူမိုက်ကယ်အပေါ်သူ့ရဲ့ခံစားချက်ကိုလည်းနားလည်သွားတယ်လို့ပါပဲ 1948ဇန်နဝါရီလ4ရက်နေ့မှာမြန်မာပြည်လွတ်လပ်ရေးရပါတယ်။စုမေမေဒေါခင်ကြီးကဦးနုအစိုးရလက်ထက်မှာကျင်းပတဲ့ပထမဆုံးရွေးကောက်ပွဲကိုဝင်ကကိုယ်စားလှယ်တဦးဖြစ်လာပါတယ်။သူဟာတစ်ဖက်မှာမိခင်အဖြစ်ရောဖခင်အဖြစ်ပါအတာဝန်ကြီးသလိုတစ်ဖက်မှာလည်းဦးနုကက်ဘိနက်ရဲ့တည်ကြွတဲ့နိုင်ငံရေးသမားဖြစ်လာခဲ့ရတာပါ။ကျမကဒေါခင်ကြီးနဲ့တည်တဲ့ဂျပန်မိတ်ဆွေတယောက်စီကကြားခဲ့ရတာကတော့ သူကအဆုံးဖြတ်နဲ့တုံ့ပြန်မှုတွေကိုချက်ချင်းလှုံနိုင်တဲ့အမျိုးသမီးဖြစ်တယ်လို့လူလူကိုအားတက်စေကလှုံရှားစေနိုင်တဲ့အထိစွမ်းပကားကြီးသူဆိုတာပဲဖြစ်ပါတယ်။ဆိုဟာအဲ့ဒီလိုစီကံကြီးတဲ့အမေရဲ့ပြိုးထောင်မှုကို ခံခဲ့ရတယ်လို့မြမရိုးရာတန်ဖိုးတွေကလည်းသင်ယူခဲ့ရပါတယ်။ဗြိတိရှလက်အောက်ကလွတ်ခဲ့ပေမဲ့မြမနိုင်ငံရေးခေါင်းဆောင်တွေက လူမျိုးစုအရေးပြဿနာတွေနဲ့ခွဲထွက်ရေးလှုံရှားမှုတွေကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်အမြန်ဆုံးနေ့လဲအနေနဲ့ ဗြိတိရှားရချန်ရစ်ခဲ့တဲ့အခြေခံအဆောက်အုံစနစ်တွေအတိုင်းဆက်လုပ်သွားဖို့အားထုတ်ခဲ့ကြပါတယ်။ပညာရေးမှာဆိုရင်လည်းဗြိတိရှားနီးကိုပဲစသုံးပါတယ်။ဒီတော့ချမ်းသာတဲ့မိသားစုတွေကကလေးတွေဟာမြမစကားမပြောပါလို့တားမြစ်ထားခဲ့မှုတွေမစ္စင်သာသနာပြုကြောင်းတွေမှာစာသင်မြင်တင်ကြပေးမယ်။အဲ့ဒီကြောင်တွေမှာပဲနိုင်ငံသားတွေအထူးသဖြင့်အင်္ဂလိပ်တွေကိုမုန်းတဲ့အတလီဟာလဲခေတ်စားနေခဲ့ပါတယ် ။သူကအသက်၄နှစ်မှာ San Francisco Convent ဆိုတဲ့ကျောင်းမှာမူကြိုစတက်ခဲ့ပါတယ်။ဘိုးစုံအောင်ဆန်လောက်ကျန်ခံရပြီးနောက်မှာသူတို့မိသားစုအတွက်နောက်ထပ်ဝမ်းနည်းကြေကွဲစရာဖြစ်လာတာကတော့နေအိမ်ထဲကရေကန်မှာပဲဒုတိယမြောက်သားအောင်ဆန်လင်းကွယ်လွန်ခဲ့ရတာပါ။ဒီလိုနဲ့တောက်ခင်ကြီးအောင်အဲ့ဒီအချိန်ကအစိုးရရဲ့ကမ်းလှမ်းချက်ကြောင့်လက်ရှိနေအိမ်ဖြစ်တဲ့94တက္ကသိုလ်ရိပ်သာလန်အိမ်ကိုပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ 1958ခုနှစ်မှာတော့စုကအင်္ဂလိပ်မက်သဒစ်ကျောင်းမှာ အလဲရန်တက်နေခဲ့ပါပြီ။စုကအင်မတန်တိတ်ဆိတ်တဲ့ကျောင်းသူလေးဖြစ်ကအမြဲတမ်းတယောက်တည်းစာပဲဖတ်နေတယ်လို့စာအုပ်တိုင်းလိုလိုမှရေးကြပါတယ်။မှန်ပါတယ်စာအုပ်တွေဟာစုအတွက်အကောင်းဆုံးမိတ်ဆွေဆိုတာအရင်ကရောအခုထိပါမပြောင်းမလဲမှန်နေတာပါ1960ခုနှစ်မှာတော့စုမေမေဟာအိန္ဒိယကိုမြန်မာနိုင်ငံဆိုင်ရာတန်အမှတ်အဖြစ်ခန့်အပ်ခံရပါတယ် စုဟာအထက်တန်းကိုတော့1960 61ခုနှစ်မှာဒေးလီက Saint Mary Convent မှာတက်ခဲ့ပါတယ်1962ခုနှစ်ကနေ1963ခုနှစ်မှာတော့ဒေးလီစရီလမ်ကောလိပ်မှာနိုင်ငံရေးသိပ္ပံဘာသာကိုတက်ပါတယ်1962ခုနှစ်မတ်လ2ရက်နေ့မှာဘုဇုံနေဝင်းကအာဏာသိမ်းခဲ့ပါတယ် 1959ခုနှစ်မှာတော့ဒေါက်ခင်ကြီးဟာတာကြီးအောင်ဆန်းဦးကိုအင်္ဂလိပ်တန်တမန်တဦးနဲ့အတူအင်္ဂလန်ကိုပို့ခဲ့ပါတယ်။အောင်ဆန်းဦးကဒိုဗာကနေလန်ဒန်ကိုပြောင်းရွှေ့က Imperial College မှာပညာသင်ခဲ့ပါတယ်။1960မှာဒေါက်ခင်ကြီးနဲ့ဆိုဟာတခါကအိန္ဒိယမှာ British Empire ရဲ့ကော်မရှင်နာမင်းကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မိတ်ဆွေဟောင်း Sarpor Gopotmita စုနဲ့ပြန်လည်ဆုံတွေ့ပြခဲ့ပါတယ်။ 1964ခုနှစ်မှာကော်ဘုတ်သမီးသားစုက အင်္ဂလန်ကို ပြန်ရောက်မှာဒေါကင်ဂျီကဆုကိုအောက်စဖို့ဒ်ကိုပို့ဖို့စီစဉ်มาတော့တယ်။ဒီလိုနဲ့ဆုဟာလန်ဒန်ချဲလ်ဆီရဲ့ကွယ်မှာကော်ဘုတ်သမီးသားစုနဲ့အတူနေခဲ့ပါတယ်။ဆာပေါ့ကော်ဘုတ်ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာဇနီးဖြစ်သူလေဒီပက်ထရီရှာကော်ဘုတ်ဟာဆုကိုတမကတားနှစ်ယောက်ကိုပါဆောင်လျှောက်ခဲ့ပါတယ်။တကယ်တော့သူဟာဆုအတွက်အင်္ဂလိပ်မိခင်လို့ဆိုရမယ်သူပါ။ ကဘတ်တဇနီမောင်နှမကလေး၄ယောက်ထွန်ကားပြီးအကြီးဆုံးနဲ့အငယ်ဆုံးကမိန်းကလေးတွေဖြစ်ကအလက်၂ယောက်ကယောက်ျားလေးအမွာပါဒေးဗစ်နဲ့ခရစ္စတိုဘယ်ကဘတ်တူကရေမန်ကက်သလစ်ကျောင်းတက်တော့ခင်ပြစ်တာလဲအမွာကောင်းလေး၂ယောက်ပါပဲ1946ခုနှစ်မတ်လ28ရက်ဖို့အန်တိုနီနဲ့မိုက်ကယ်အရစ်စတိုပေါ့သူတို့တက်တဲ့ကျောင်းကနာမည်ကြီးဖြစ်ကအသက်၁၂နှစ်ကနေ၁၈နှစ်အထိအဆောင်မှအတူတူနေခဲ့ကြရပါတယ် အထက်တန်းကျောင်းကအောင်တော့ဒေးဗစ်က Oxford တက္ကသိုလ်တက်ကခရစ်စတိုဘာအန်တိုနီနဲ့ Michael တို့က Durham တက္ကသိုလ်ကိုတက်ခဲ့ပါတယ်။အဲဒီနောက် Michael နဲ့ Christopher ကြားမှာယာတပံခင်မဲမှုမွေးဖွားခဲ့ပါတော့တယ်။ဒီနေ့မှာ Christopher က Michael ကိုသူ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။အဲဒီမှာဆုနဲ့ Michael ပထမဆုံးစတင်တွေ့ဆုံခဲ့ကြပါတယ်။ မိုက်ကယ်ကအထက်တန်းကျောင်းသားဘဝကလေးကအာရှကိုစိတ်ဝင်စားပြီးအထူးသဖြင့်တော့ဒေးဗစ်ဘာသာကိုဆရာရီအလစ်မှာသူ့ဘာသာလေ့လာနေခဲ့တဲ့အချိန်အယူအမှုသဘောကျခဲ့ပါတယ်အဲ့ဒီအတွက်ဆရာကသူ့ကိုအတန်းထဲမှာမတက်ရက်ခိုင်းခဲ့တယ်လို့မိဘကလည်းစင့်ခေါ်ခဲ့ပေမဲ့မိုက်ကယ်အမေကလည်းသူ့သားကိုအပြည့်အဝကာကွယ်ပေးခဲ့ပြီးဒေးဗစ်ဘာသာကိုအဆုံးထိလေးလာနိုင်အောင်စူးစမ်းကူညီပေးခဲ့ပါတယ်။မိုက်ကယ်ကကျမအတွက်ဂုဏ်ယူရတဲ့သားပါ ူကသူ့ဘဝတစ်လျှောက်လုံးနောက်ွယ်မှာပါမှပြောစရာမရှိဘူးပါလို့သူ့အမေက ကျမကိုပြန်ပြောပြခဲ့ပူပါတယ်မိုက်ကယ်ကအာရှမင်းကလေးတယောက်ရဲ့နေဝက်စမ်းကျင်လာတဲ့အလှမှာညှိနေခဲ့ပါပြီဒါဟာသူ့ရဲ့မြင်မြင်ချင်းချစ်တဲ့အချစ်ပါနိုရီကိုကျွန်တော်ကစုကိုမြင်မြင်ချင်းမှာပဲချစ်မိခဲ့တာပါလို့မိုက်ကယ်ဟာမျက်လုံးတွေအယောင်လက်ပြီးတော့အတိတ်နှစ်ရက်တွေကိုပြန်မြင်အောင်နေသလိုကျမကိုတခါတော့ငါပြောပြခဲ့ပါလေ တို့စာတွေ့ချိန်က1969-68ခုနှစ်လောက်ပေါ့စစ်က Saint Hill College နဲ့ Michael က Durham တက္ကသိုလ်ကနေပွဲရခဲ့ကြပါပြီ Michael ကစုကိုချစ်နေကြောင်းဝန်ခံခဲ့ပေမဲ့စုကတော့စောင့်ဖို့ပဲပြန်ပြောခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကစုကိုသဘောကျသူတွေအများကြီးရှိနေပြီဒါပေမဲ့ကျွန်တော်ကတော့စိတ်ရှည်လက်ရှည်ပဲစောင့်ခဲ့တာပါစုစုပေါင်း၄နှစ်ပေါ့လို့မိုက်ကယ်ကပြုံးပြီးပြောခဲ့ပုံကဆောင်ရကျိုးနဲ့တည်းလို့ဆိုလိုတာပါပဲ ဒါပေမဲ့စုရဲ့အတော်လိုနေခဲ့တဲ့မတန်အေးကပြောပြတာကတော့အဲ့ဒီအချိန်မှာစုဟာယောက်ျားလေးတွေကိုစိတ်မဝင်စားဘူးဆိုတာပါပဲ။နောက်နေ့မှာမိုက်ကယ်ပြောပြန်တာကအဲ့ဒီအချိန်ကစုသဘောကျတဲ့ကောင်းလေးရှိတယ်။သူကငင်းနေတာတဲ့။ဘယ်လိုကောင်းကများစုကိုငင်းရတယ်လို့ဗျာ။ကျမကတော့အမှတ်မထင်မဲ့အဲ့ဒီလူဘသူဆိုတာသိခွင့်ရခဲ့ပါတယ်။ကျမတို့တငယ်ချင်းတယောက်ကတစင်သိရတာကတော့မြမပီအရေးတွေနဲ့ပတ်သက်ရင်သူ့ကိုလူသိကြပါတယ်တဲ့။ ူကလူသိထင်ရှားဖြစ်တဲ့မြန်မာမိသားစုကြီးတဲကတယောက်ပါ။အင်းရှိဇန်တယောက်လိုချောမောလှပပြီး Cambridge ကနေပွဲရခဲ့သူပါ။သူကကျမကိုပြောခဲ့တာကတော့ဒါသဘောကျတာမကျတာနဲ့မဆိုင်ခဲ့ပါဘူး။အဲ့ဒီချိန်ကအင်္ဂလမနေနေတဲ့မြန်မာတွေကြားမှာသူကလွဲပြီးပညာအနေထားအရာကျမနဲ့လိုက်ဖက်မဲ့သူမရှိခဲ့ဘူးလေလို့ဖြစ်ပါတယ်။သူ့ကိုကြည့်ရတာဖြစ်နိုင်ရင်မြန်မာတယောက်နဲ့လက်ထပ်ချင်ခဲ့တဲ့ပုံပါပဲ။ အဲ့ဒီချိန်တုန်းက Cambridge ပညာတတ်မြန်မာမျိုးသားတစ်ယောက်နဲ့သာစူကလက်ထပ်ဖြစ်ခဲ့ရင်မြန်မာနိုင်ငံတည်ထောင်ရေးအတွက်ပိုကောင်းခြင်းကောင်းခဲ့မှာလို့ကျမကတွေးမိခဲ့ပြီးမယ်။အခုနောက်ပိုင်းအဲ့ဒီလူရဲ့ယက်တီချက်တွေဟာစူရဲ့လက်ရှိယက်တီချက်တွေနဲ့ဆန့်ကျင်နေတာကိုသိလိုက်ရတဲ့အခါမှာတော့စူကန်ကောင်းတာပဲလို့ကျမတွေးမိလာပါတယ်။တကယ်တော့အခုလောလောဆယ်စူအကြောင်းစာအုပ်ဖြစ်တဲ့ Fallis Theory ရဲ့ Lil Jasmine Ulaluna တဲ့မှာ လန်ဒန်မှာရှိတဲ့မြန်မာတငယ်ချင်းတယောက်ကိုစုကလက်ရှိအစိုးရလုပ်နေတာတွေကကျမဖေဖေရီမန်းထားတဲ့ဥတီချက်တွေနဲ့ပြောင်းပြန်ဖြစ်နေတယ်လို့ပြောခဲ့ပြီးနောက်1966ခုနှစ်ရဲ့နေ့တနေ့မှာစုရဲ့ဗာကြီးဖြစ်သူဦးအောင်တန်းကမြမကျင်ငါဖွင့်တမောလိုင်းရဲ့ဥရောပတမောအေဂျင်စီဥက္ကဋ္ဌဦးနန်းွယ်ကိုတွေ့ဆုံပြီးကျွန်တော်တူနေတူမကိုမြန်မာအစိုးရနဲ့ပတ်သက်ပြီးမကောင်းမပြောမိရလေအောင်ခမည်းကဆွဲဆောင်ပေးစေချင်တာပါပဲလို့ပြောခဲ့တဲ့အကြောင်းရေးသားထားတာကိုဖတ်ရပါတယ် ။စုကပါလေးပဲလုံလို့ဘိုးချုပ်နေဝင်နာတဲ့ရောက်သွားတယ်ဆိုတော့ကိုသတိထားမိရပါတယ်။တကယ်တော့အင်္ဂလန်မှာနေတဲ့မြန်မာတွေအနေနဲ့လုံခြုံပြီးလွတ်လပ်တယ်လို့ယူဆလို့ရနိုင်ပေမယ့်ဦးနေဝင်းရဲ့နိုင်ငံသားစံချိန်ရင်းအရင်းရှင်စနစ်စံချိန်ရင်းနဲ့မြို့ဖလာအယိုးဆွဲရေးမူဝါဒတွေကနှဆိုင်တဲ့နှဆိုင်လာတာကြောင့်ပြည်ပရောက်မြန်မာတွေဟာတကယ်တကယ်မှမလွတ်လပ်ခဲ့ပါဘူး။ဘလို့ပဲဖြစ်ဖြစ်စုဟာမိုက်ကန်နဲ့လက်တွဲဖို့ရည်ရွယ်ဖြစ်ခဲ့ပြီး1968ခုနှစ်မှာတော့ လန်ဒန်အာရှနဲ့အာဖရိကလေးလာရေးကြောင်းကဥပဒေပညာဌာနမှာသုတေသနလက်ထောက်အဖြစ်အလုပ်လုပ်ဖြစ်လာပါတယ်။အဲဒီနောက်စုကိုစောင့်ရှောက်ပေးတဲ့မတန်းအေးရဲ့ထောက်ခံချက်နဲ့အတူနယူးယောက်မှာရှိတဲ့ကမ္ဘာကုလသမဂ္ဂရုံးရဲ့အုပ်ချုပ်ရေးနဲ့ဗန်နာယီကော်မတီမှာလက်ထောက်အတွင်းမှုအဖြစ်တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။အဲ့ဒီတော့တွင်မှာတော့အဲ့ဒီအချိန်ကကုလသမဂ္ဂအတွင်းမှုချုပ်တာဝန်ထမ်းဆောင်နေတယ်။ဥတန်က မတန်အေးနဲ့စုလို့ကိုမကြခဏနေလင်သာစားဖို့ဖိတ်ခဲ့ပါတယ်လို့မတန်အေးစီကသိရပါတယ်။ကျမအထင်တော့အဲ့ဒီကာလတွေမှာစုအနေနဲ့သူ့ကိုယ်သူပြန်ကြည့်ဖို့အချိန်တွေအလုံးလောက်ရခဲ့တယ်လို့မိုက်ကယ်ရဲ့စိတ်လုံရှားပွဲအချက်ကိုလည်းထိထိခိုက်ခိုက်ခန်းစားနေခဲ့ရမှာပါ။မိုက်ကယ်အပြောအရနယူးယောက်မှာရှိနေတဲ့စူစီကဘူတန်ရောက်နေတဲ့သူစီကို၈လအတွင်းစာပေါင်း၁၈၈ဆောင်းပေးပို့ခဲ့ပါတဲ့။အဲဒီစာရီထဲမှာတတလင်းလေးပါလာတာကတော့ သူဒါမိုက်ကယ်နဲ့လက်ထက်လိုက်ရင်မြန်မာပြည်ကလူရီအနေနဲ့သူ့ရဲ့မြန်မာပြည်ပေါ်ထားရမြစ်တဲ့အပေါ်တန်တရားဖြစ်ကြမှာစိုးရင်ကြောင်းတွေပဲဖြစ်ပါတယ်။အဲဒီလိုမြန်မာလူထုရဲ့စိတ်ခံစားချက်ကိုတွေးပူနေတဲ့စုဟာအဲဒီစိတ်ခံစားချက်ကိုမြန်မာလူထုနဲ့တိုက်ရိုက်စကားပြောခွင့်ရတဲ့ကျွေးတကုံဖျားအနောက်ဖက်မှာလူထုစီဝေဝဲလုပ်ခဲ့တဲ့1988ခုနှစ်ဩဂတ်လ26ရက်နေ့အထိဆက်လက်သေးဆောင်ထားခဲ့သေးတာပါ။ကျွန်မအနေနဲ့ကတော့ ကမ္ဘာကြီးမှာနိုင်ငံချင်းချင်းကြားကနိုင်ငံရေးတင်းမာမှုတွေဟာရော့ကျလာနေပြီပဲမြန်မာတွေအနေနဲ့အင်္ဂလန်နဲ့ပတ်သက်တဲ့ခန်းစားချက်ကိုစက်သိမ်းထားအောင်မယ်ဆိုရင်ကမ္ဘာတိုးတက်မှုတွေနဲ့ဝေးသွားမှာပဲလို့ခန်းစားမိပါတယ်အမျိုးသားရေးခန်းစားချက်တွေရဲ့တိုင်းတွေကိုကြော်လွန်မှုဆိုရင်တခြားတိုင်းပြည်တွေအပေါ်မကောင်းမြင်စိတ်ကိုလည်းဖျောက်ဖျက်ပြေးရမှာပါဒီတော့ယူသားတဲ့အင်္ဂလိပ်ကိုလက်ထပ်ပြီးနှစ်နိုင်ငံကြားကတိုင်းကိုဖြတ်တာမမှားဘူးလို့တွေးလိုက်ပါတယ်။ကျမကိုအပြစ်တင်မယ်ဆိုလဲအတင်ခံရုံပါပဲ စုကလည်းအဲ့ဒီလိုတွေးခဲ့ခြင်းတွေးခဲ့မှာပေါ့1982ခုနှစ်ဇန်နဝါရီလထဲမှာတော့မိုက်ကယ်နဆုလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ဆာဂိုဘုတ်တို့မိသားစုအင်းရဲ့ရုံငန်းကြီးထဲမှာမင်္ဂလာပွဲကိုကျင်းပခဲ့တာပါ။ဖေဖော်ဝါရီလ1ရက်နေ့မှာတော့မိုက်ကယ်ကသူ့ဇနီးကိုအပါခေါ်ပြီးဘူတန်ဘုရင်ရဲ့သိသက်စရာဖြစ်တာဝန်ထမ်းဆောင်ဖို့ဘူတန်ကိုထွက်ခွာသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဘူတန်မှာဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကိုသိခြင်းနဲ့အတွက် အဲ့ဒီအချိန်ကဂျပန်ဗုဒ္ဓဘာသာဖလှယ်ရေးအဖွဲ့ဂျပန် Buddhism Exchange Association ရဲ့အပြည်ပြည်ဆိုင်ရာကျန်းမာရေးဌာနမှအဖွဲ့ကောင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူတဲ့ Mr. Yadaro Dai Kuhara ကိုမိပစ်ခဲ့ပါတယ်။သူက Osaka Municipal တက္ကသိုလ်ကစိုက်ပျိုးရေးပညာပါမခ Nishioka နဲ့အတူဘူတန်နိုင်ငံပြည်လည်ထူထောင်ရေးမှာအတိတ်ကြာတဲ့အခမ်းကဏ္ဍကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ Yadaro-san ကိုကျွန်မက ။သူကအဲ့ဒီချိန်တုန်းကတိတ်လာနေခဲ့တယ်မဟုတ်လားလို့။မင်းတော့သူကမသိပါဘူးတဲ့။သူကအလုတ်ကြဘူးမို့အဲ့ဒီတုန်းကသူ့ကိုသူ့အတွက်လက်ဖက်ယူလာပေးသူအင်းအကူအဖြစ်ပဲတတိထားမိပါတဲ့။နောက်ပိုင်းမှာသူကမိုက်ကယ်နဲ့ရောစုနေပါရင်းနှီးခဲ့ပြီ။အဲ့ဒီအကြောင်းကိုပြန်ပြောတော့သူ့ရောမိုက်ကယ်ကရဲမောခဲ့ကြပါတဲ့။ဟုတ်ကဲ့ပါရှင်အခုနားဆင်ခဲ့ကြရတာကတော့ဂျပန်လူမျိုးစာရေးဆရာမနိုရီကိုအိုတူရဲ့ Letter for Aung San Suu Kyi ကိုဆီယမမတိရာဆန်းချောင်းမြန်မာဘာသာပြန်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်တို့စာတစောင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ကြတဲ့သူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။